ရခိုင်လူမျိုးတွေကိုကဲကမာကိုကိုဖန်တီးနိုင်တဲ့အရခနတက်တော့အေအေရဲ့ကောင်းဆောင်တမိုးချောပေါ်ကျထုံးမနေနဲ့ပတ်သက်ပြီးအနေရအမတ်ရဖြစ်နေတဲ့စကားတခွန်းက Confederate ဆိုတဲ့အတုံးအုံမှာဒီအတုံးအုံကိုနှောင်းဆက်ကိုခုနဲ့အတွင်အင်တာဗျူးတခုမှာသူပြောခဲ့တာမှာအေအေဟာအဲ့ဒီကာလအတွင်တိုင်းရင်သားလက်နက်ကိုင်အုပ်စုတွေကြားတခေပြေလူတိညာလာနေခြင်းလည်းဖြစ်တယ်။နှောင်းတစေပြိနှုတ်ရှိပိုင်း၂000ခုနဲ့မတိုင်မီအထိအဲ့ဒီတုန်းကအခေါ်ရခိုင်တက်တော့အေအေထော်တာရှိလည်းမရှိကြားလည်းမကြားဘူးခဲ့ကြပါဘူး။ နှကမ်စတခုနေတကြောပြန်ကချင်စစ်ပွဲမှာကချင်လူမြောင်ဤတမတော် KIA နဲ့အတူပါဝင်တိုက်ခိုက်ရင်စစ်မြေပြည်တွေ့အကျုံကိုစတင်ရယူခဲ့တဲ့ AA ဟာရှမ်းမြောက်တိုက်ပွဲတွေမှာပါဝင်ဆင်နွှဲရင်စစ်ကြီးအတွေ့အကျုံရင့်ကျက်လာခဲ့တယ်နှစ်ခေါင်းဆက်ငါခုနှစ်ကူကန်စစ်ပွဲမှာလည်းမြန်မာအမျိုးသားဒီမိုကရေတစ်မဟာမိတ်တမတော် MMBAA ဘက်က AA ပါဝင်ခဲ့တယ် ရခိုင်တက်တော့ AA လို့အမည်ပေးထားပြီးရခိုင်ပြည်နယ်မှာအခြေမဆိုင်ဖဲ KIA ရဲ့ဥဆောင်မှုနဲ့ MNDAA တအောင်အမျိုးသားလူမျိုးညတမတော် TNLA တို့လည်းအတူ2016ခုနှစ်မှာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်အဖြစ်ရှမ်းမြောက်တခွေမှာစက်စားနေတဲ့ AA ရဲ့တည်ရှိမှုကိုအစိုးပိုင်းကနားမလည်နိုင်ခဲ့မှု2017ခုနှစ်ကစပြီးတမတော်ဦးသိန်းစိန်လက်ထက်တိုင်းနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCAA ရေးထိုးဖို့လုံမနေရချိန်မှာအင်ဟာတင်းငယ်ပြီးအရေးမပါတဲ့အဖွဲ့တွေအဖြစ်စပွဲပေါ်မှာအကောမခံရတဲ့ AA TNLA နဲ့ MNDAA တို့ဟာ NCAA ကိုလက်မခံတဲ့ KIA ဝါပီသွေးစည်းညီညွတ်ရေးတံမတော် UWSA တို့နဲ့ပေါင်းပြီးပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ထွက်လာခဲ့တယ်လို့ AA နဲ့ UWSA တို့အကြားနှိကက်တဲ့ဆက်ဆံရေးတွေရှိလာခဲ့တယ်။ AA ကောင်းဆောင်ပညာတက်ရခိုင်လူငယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုစတင်တည်ထားမိခဲ့တာအဲ့ဒီအချင်းကဖြစ်ပါတယ်ဥပဒေရုပ်ကောင်းကောင်းလူကြီးတန့် အပြောဆိုပြတ်သားတဲ့ရခိုင်လူငယ်ဗိုလ်ချုပ်ကိုလိုင်စာပန်စန်အစရှိတဲ့နေရာများမှာပြုလုပ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့အစည်းအဝေးတွေမှာမကြခဏဆိုသလိုတွေ့လာရတယ်။သတင်းမီဒီယာတွေနဲ့ပြုလုပ်တဲ့အင်တာဗျူးတွေမှာသူ့ရဲ့ရခိုင်လူမျိုးတွေအတွက်ရခိုင်အမျိုးသားနိုင်ငံထူထောင်ရေးစီကူးအိမ်မက်တွေကိုကြားရတတ်တယ်။ ဲ့ဒီအချိန်အထိအေးအေးဟာရခိုင်နှုတ်မှာကြီးမားတဲ့စစ်စင်ရေးတွေမရှိခဲ့သေးဘူးရခိုင်စစ်မျက်နှာကိုအေးအေးစဖွင့်ခဲ့တာ2018ခုနှစ်ဒီဇင်ဘာလဖြစ်ပြီး2019ခုနှစ်ဇန်နဝါရီလ4ရက် ဘူးတီတောင်မြောက်ပိုင်းနေကြဆောင်တက်တွေကိုအင်အားအလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်မှုက ရခိုင်စစ်ပွဲရဲ့အဆအလို့ဆိုရမယ်။အခု2024ခုနှစ်အခြေအနေမှာ AA ဟာတိုင်းရင်သားလက်နက်ကင်အဖြစ်တွေထဲအင်အားအကောင်ဆုံးတိုက်ရိုက်ခိုက်ရအမြင့်မားဆုံးနဲ့ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အနေအထားရောက်ရှိလာတာဟာဘူးချုပ်ထွန်းမြနိုင်ဦးဆောင်နဲ့ပညာတဲ့ရခိုင်လူငယ်ခေါင်းဆောင်တွေကြောင့်လို့ဆိုရမယ်။2019ခုနှစ်အတွင်း AA ဟာ ရခိုင်ပြည်နယ်မှာပြင်းထန်တဲ့တိုက်ပွဲကြီးတွေဆင်နွှဲပြီးထိုစင်ကစစ်တပ်ရဲ့အတ္တိကစခန်းအမြောင်များကိုတင်ပိုက်ခဲ့တယ်လို့အေအေရဲ့ကြီးထွားလာမှုကိုရိုက်ချိုးဖို့စစ်တပ်ကလေကြောင်းကဘုံကျဲမှု လက်နက်ကြီးများနဲ့ပစ်ခတ်မှုမိုင်းထောင်ထောက်ခွဲမှုနဲ့ပြုလုပ်ခဲ့ပြီးရခိုင်မြောက်ပိုင်းတကြားမှာစစ်ဆောင်ပြည်သူများစွာထိုးစင်ကြဲကဖြစ်ပေါ်ခဲ့တယ်။ AA ဟာမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်အဖြစ်နဲ့ရှမ်းမြောက်နဲ့အခြားဒေသမှာကိုကတ် MNDAA တအောင်းထလာ TNL တို့နဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့အဓိကကြတဲ့ရခိုင်ဒေသမှာလည်းအဓိကတိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တယ် AA နဲ့စစ်တပ်တို့အကြီးမားတဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နှစ်ခန်း19ခုနှစ်ကာလဟာဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ဖြစ်တဲ့ရခိုင်မြောက်ကိုင်းတစ်ခုလုံးကိုအချိန်ကာလရှိအင်တာနက်ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ရင်စစ်တပ်ဟာအင်အားကောက်လာတဲ့ AA ကိုအနိုင်မတိုက်နိုင်ခဲ့ဘူးရခိုင်စစ်မျက်နှာနဲ့ထူးခြားမှုကဒီနေ့တခြားအင်အားတောင်းတင်းလာနေတဲ့ AA ရဲ့နိုင်ငံသားလက်တံဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကဒေသန္တရအုပ်ချုပ်ရေးမှာပါဝင်ခွင့်ရရှိလာခဲ့သည့်ရောက်ရှိလာခဲ့ခြင်းပဲဖြစ်တဲ့ဒါတွေကနိုင်ငံသားဖြစ်စဉ်တွေနဲ့ပတ်သက်နေတယ်။ဘယ်မှာဝင်တိုင်းထိုးရနေခိုင်လဲ။ရခိုင်လူမျိုးတွေအားလုံးကအရေးပါတယ်အေအေခေါင်းဆောင်ဘူးချုပ်ထွန်းမြနိုင်ဟာနှစ်ဖောင်းစုကိုခုနဲ့မှာပဲရခိုင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်လို့ကွန်ဖက်ဒရိတ်ဆိုတဲ့အတောင်းနှုံးကိုအင်တာဗျူးတစ်ခုမှာစာပြောလာကိုကြားလိုက်ရတယ် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အခွဲတွေကဖက်ဒရယ်ပြည်တော်စုလို့ထတ်တလဲလဲပြောနေကြခြင်းမှာဘူချုပ်ထုံးမြင့်နိုင်ကကွန်ဖက်ဒရိတ်လို့ရဲရဲတင်းတင်းပြောလိုက်တယ်။ဖက်ဒရယ်နဲ့ကွန်ဖက်ဒရိတ်ကြားကွဲပြားမှုမှာကုဂျမကိုဖန်တီးခွင့်အာဏာအပြည့်အဝရှိတဲ့ကွန်ဖက်ဒရိတ်ကိုကျွေးလိုက်တာ ဖြစ်ပါတယ်။ဒါဟာခွဲထွက်ခြင်းမဟုတ်ပဲအလုံးစုံလွတ်လပ်တဲ့ဖိနယ်များစုဖွဲ့ခြင်းဖြစ်ပါတယ်။ Arrogant Dream လို့ခေါ်တဲ့ AI ခန့်အိမ်မှဟာကုဂျမကိုဖန်တီးခွင့်အပြည့်အဝရရှိတဲ့ရခိုင်အညွန်သားတွေရဲ့နေမြေတစ်ခုလို့နားလည်ရတယ်။ ဒီအိမ်မက်ကို2020ပြီးနဲ့မှဗိုလ်ချုပ်ထုတ်မြက်နိုင်ပြောက်ထည်တယ်။ရခိုင်စစ်မျက်နှာရဲ့ထူးခြားဖြစ်စဉ်တွေကိုဆက်ပြောရရင်အကြီးကျယ်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ AA နဲ့စစ်တပ်ဟာ2020ပြည့်နှစ်နိုဝင်ဘာလမှာဇပန်ငင်းခရဲ့ကိုယ်စားလှယ်မစ္စတာဆာဆာကာဝါရဲ့ဂျာဝေစီဇတ်မှုနဲ့ယာယီအဖြစ်အခက်ရက်စဲခဲ့ကြတယ်။2020ပြည့်နှစ်ဟာကိုဗစ်ကာလဖြစ်တယ်လို့ NLD အစိုးရလက်ထက်ရွေးကောက်ပွဲကြိုကာလလည်းဖြစ်တယ်။ အေအေနဲ့စစ်တပ်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရခိုင်မောက်ပိုင်းမှာရွှေကောက်ပွဲကျင်းပဖို့ဖြစ်နိုင်ခြင်းမရှိတော့ဘူး။ရွှေကောက်ပွဲနဲ့ဆက်လင်းလုံးရခိုင်ပြည်သူတချို့ဟာနိုင်ငံရေးအရသူတို့ကိုဗဟုအစိုးရကဖဲ့ကျင်းထားတဲ့ခံစားချက်ရှိတယ်လို့နာကြီးချက်လေးလက်ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မြောက်ဦးစန္ဒပြပွဲကိုရဲတပ်ဖွဲ့ကရရဲဆက်ဆက်လက်နက်နဲ့လူစုခွဲဖြင်းရှင်းခဲ့တဲ့ကိစ္စမှာရခိုင်လူမျိုးခုနှစ်ဦးသေဆုံးပြီးအများပြားထဏ်ရာရခဲ့တယ်။နှစ်ယောက်33နှစ်မြောက်ရခိုင်ပြည် နိုင်ငံကြဆောင်ချက်နှစ်ပတ်လည်အခမ်းအနားမှာစာပေဟောပြောပွဲပြုလုပ်တာကိုအာဏာပိုင်တွေကခွင့်ပြုချက်မပေးပိတ်ပင်ခဲ့ရတာကရုံရင်ဆန်ခတ်ဖြစ်ခဲ့တာလား NLD အစိုးရအပေါ်နာကြီးသွားတဲ့ရခိုင်လူငယ်အများပြားဟာဒီအရေးခင်ပြီးမှအေးအေးထံကိုဝင်ရောက်ပူးပေါင်းသွားခဲ့ကြတယ်။ညဦးအထီးကရုံးရှိစင်မှာရခိုင်အမျိုးသားပါတီ ANP ပါတီကဒေါက်တာအေးမောင်နဲ့ဆာရေးဆရာဝေဟင်အောင်တို့ဖမ်းဆီးခံခဲ့ရတယ်။အာနာမသိမ့်မီတုံးလအလိုမှပြုလုပ်ခဲ့တဲ့အေးအေးနဲ့စစ်တပ်ရဲ့ယာယီအပြစ်အခက်ရဆဲမှုဟာ အာနာသိမ့်ဖို့ကြိုတင်ပင်ဆင်နေတဲ့စစ်တပ်အထွတ်ရောအေးအေးအထွတ်ပါယာယီအသက်ရွှေချောင်းခဲ့တယ်လို့ဆိုရမယ်၎င်းနဲ့ရွေးကောက်ပွဲကိုမဲဆန္ဒရှင်တုံးပုံနှပုံပမာဏရှိပြီး AAULA ရဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့ရခိုင်မြောက်ပိုင်းဒေသမှာကျင်းပနိုင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့်2020ပြီးခုနှစ်ဖေဖော်ဝါရီလတင်ရက်စစ်တပ်ကအာဏာသိမ်းတဲ့အခါရခိုင်မြောက်ပိုင်းဟာဖာတိဖာသားပဲနေခဲ့ပြီးအေးချမ်းနေခဲ့တယ်။မြန်မာပြည်ကဝန်လုံးစစ်အာဏာသိမ်းစန်းကင်စန္ဒတပ်ပေါ်တွင်အုံအုံကြွတ်ကြွတ်ထိနေချိန်မှာရခိုင်ပြည်စစ်တွေညို့ကတော့အစီအကားမပြတ်ရှိနေကြတယ်။စစ်တပ်နဲ့တရားမဝင်အပြစ်ခတ်ရစဲထားချိန်မှာအေအေဟာပြည်သူအုပ်ချုပ်ရေးတရားစီရင်ရေးရဲလုံငန်းတွေကိုလှုပ်ဆောင်လာခဲ့တယ်။အေအေခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Arrogant Dream ကိုနောက်တစ်ဆင့်တက်သေးအကောင့်သေးပေါနေပြီလို့ဆိုရဲသူဟာမြန်မာပြည်အရှိတ်အချမ်းကဝကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကရရှိထားတဲ့ Autonomy အုပ်ချုပ်ရေးစနစ်မျိုးကိုအားကြတယ်ရခိုင်ဒေတာကိုအဲ့ဒီထက်မနှိမ့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်မျှော်မှန်းထားတဲ့ AA အထွတ်စစ်ကောင်စီကသူ့လိုလားချင်းနဲ့သူယာယီအဖြစ်ရထားချိန်မှာစစ်အင်အားရော အုပ်ချုပ်ရေးစနစ်ကိုပါ AA ကရခိုင်မြောက်ပိုင်းမှာစတင်အကောင့်သေးပေါခွင့်ရခဲ့တယ် အာနာသိန်းစီကောင်စီဟာအာနာသိန်းပြည်ရပိုင်းအတွေ့ NLD အစိုးရလက်ထက်ကဖမ်းဆီးထားတဲ့ဒေါက်တာအေးမောင်နဲ့စာရေးဆရာဝေဟင်အောင်ကိုပြန်လွှတ်ပေးလိုက်ပြီး AA ကိုလည်းအကျဉ်းဖက်အဖွဲ့အစည်းအဖြစ်ကြီးညာထားရကနေမတ်လမှာပြန်ရောက်သိမ်းပေးလိုက်တယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီအပေါ်စန့်ကျင်ဆန္ဒပြ CDM လှူရှာမှုတွေရှိခဲ့ပေမဲ့ရခိုင်ပြည်နယ်မှာတော့ပုံမှန်အတိုင်းမရှိနေခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ကိုဗစ်ကြောင့်တနိုင်ငံလုံးသကျင်ပွဲမကျင်းပဘဲနေချိန်မှာအေအေရဲ့ထိန်းချုပ်မှုအောက်ကကျင်းပခဲ့တဲ့ကြောက်တော်မြွန်နယ်ကဇီးချောင်းသကျင်ပွဲဟာကိုဗစ်ရောဂါကြားကလူပေါင်းတောင်းချီဆင်နွှဲပြီးစီကခဲ့တယ်။အေအေနဲ့စစ်ကောင်စီကြားယာယီအပိအခက်ရဲ့ဆဲမှုဟာတာရှည်မခံခဲ့ပါဘူး။၂၀၂၂ခုနှစ်အောက်တိုဘာလကစပြီးနောက်ထပ်တစ်ဖန်တိုက်ပွဲတွေပြန်ဖြစ်ခဲ့တယ်။ ်မြို့နယ်၁၆ခုမှာတိုက်ပွဲပေါင်း၁၀၀ကျော်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီရဲ့ဘုံကျဲမှုမတရားဖမ်းဆီးမှုတွေကြောင့်အရက်တပြည်သူအများပြအသက်ဆုံးရှုံးခဲ့ရတယ်။တကြောပြန်ဒီတိုက်ပွဲဟာ၂၀၂၂ခုနှစ်နိုဝင်ဘာလကုန်မှာရုတ်တရက်နှစ်ဖက်အပြစ်ခတ်ရက်စဲဟောသဘောတူပြီးပြီးဆုံးခဲ့ပြန်တယ်။ MNDAA TNLA နဲ့ AA တို့ပူးပေါင်းပါဝင်တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့ရှမ်းပြည်မြောက်ပိုင်းတရောင်းတထောင်ဝှက်ဆက်ခုံစစ်စင်ရေးစတင်တဲ့အခါမှာတော့အနောက်ဘက်စစ်မျက်နှာမှာလဲ AA ကနိုဝင်ဘာလ3ရက်မှာရတဲတောင်မြို့နယ်ကဒုံပိုက်နဲ့ချင်းခါလီနေချမ်းဆောင်စကန်ကိုဝင်ရောက်တင်ပိုက်ပြီးစစ်မျက်နှာတိကွာစတင်ဖွင့်လှစ်လိုက်ပါတယ်။အခုကရခိုင်စစ်မျက်နှာဟာတောင်ပိုင်းတန်တွဲကွာကျင့်တလီအထည်ကျဲပြန့်သွားပြီးရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါ AA ရဲ့ထိန်ချုပ်မှုအောက်ကိုရောက်ရှိသွားခဲ့ပါပြီ။ မကြသိမီရပ်ပိုင်းအတွင်းကအေးအေးခေါင်းဆောင်ဗိုလ်ချုပ်ထွန်းညက်နိုင်တဲ့ရတာဝတီမီဒီယာတို့တွေ့ဆုံမေးမြန်းကန်တခုကိုကြည့်ရှုလိုက်ရပါတယ်။အေးအေးခေါင်းဆောင်ဗိုလ်ချုပ်ထွန်းညက်နိုင်တဲ့ပတ်ထလို့အရင်ကအပေါ်ရန်လောက်တာတည်ထားခဲ့ပြီးမြင့် ဒီတွေ့ဆုံမေးမြန်းခံအပြီးမှာတော့ခေပညာတက်ရခိုင်လူငယ်ကောင်းဆောင်တဦးရဲ့စီအီအမြင်နိုင်ငံရေးအမြင်တရုတ်နဲ့ဆက်ဆံရေးအိန်းနီးချင်းနိုင်ငံများနဲ့ဆက်ဆံရေးဒုက္ခသည်များအရေးလူမျိုးရေးပဋိပက္ခအပေါ်သဘောထားစစ်တပ်နဲ့စစ်ကောင်းဆောင်များပေါ်အမြင်ပြည်တော်စုနဲ့ပတ်သက်တဲ့သဘောထားတော်လှန်ရေးအောင်မြင်နိုင်ခြင်းအဆရှိတာတွေကိုသိရှိလိုက်ရပါတယ်ကျွန်တော်တို့အာရကန်ဒရီမ်ကတော့တော်လန်ရဲ့အပိုင်ရှိမယ်တီဆောင်ရဲ့အပိုင်ရှိမယ်ပြီးတော့တော်လန်ကြီးပြီးတော့တဲ့အချိန်မှာကျွန်တော်တို့ကတောက်လျှောက်ပေါ့ ကျွန်တော်တို့ရခိုင်အမျိုးသားများရဲ့အာရခန်တိုင်ပြည်ကိုလူကုန်တိခါရှိတဲ့လူပောင်ဖြစ်ဖို့ငင်းချမ်းပြီးမှတရားမြတ်တာတွေအာလူနဲ့လူသားတိုင်းနဲ့တန်းတူညီတူဂုံညီတူကပတ်တမိုင်းစာမျက်နှာမှာနေရာမှာလူမှန်ဖြစ်အောင်ဆိုတဲ့ဟာကခကြီးကအရှိကြီးပဲကျွန်တော်တို့ရဲ့လမ်းစဉ်ဆွဲထားတယ်အခုခကြီးရောက်နေပြီဆိုတာကကျွန်တော်တို့ပြည်သူတွေရဲ့စူးစီးညီညွတ်မှုတော်လှန်ရေးတိုက်ပွဲပြီးမှစ조사နိုကြားအဲ့ဒီအခြေခံအပိုင်းမှာတော်တော်လေးခကြီးရောက်လာပြီဆိုတာကိုကျွန်တော်တို့ပြောခြင်းဖြစ်တယ်နောက်လဲလှုပ်ရှားတွေကတော့အများကြီးရှိနေပါသေးတယ်လို့ပြောတော့ပါတယ် ဒါက AA ရဲ့ American Dream နဲ့ပတ်သက်လို့ပြောသွားခဲ့တာဖြစ်သည်လက်ရှိစစ်စစ်ရေးဟာအောင်မြင်မှုရနေပြီဆိုပေမဲ့ရန်သူကအားနဲ့အချိန်မှာခဏနောက်ဆုတ်တာဖြစ်နိုင်ပြီးအချိန်မီပြန်တိုက်လာနိုင်ကြောင်းမေလိုပဲဖြစ်ဖြစ်စစ်ရေးရဲ့အဆုံးသတ်ဟာနိုင်ငံရေးစပွဲဝိုင်းမှာဖြစ်တယ်ဆိုတာလည်းပြောသွားတယ်မြန်မာနိုင်ငံမှာကတော့နိုင်ငံရေးအရာဆွေးနွေးဖို့ကြိုးစားခဲ့ကြတဲ့အနေအထားတွေအမျိုးမျိုးရှိခဲ့ပါတယ်။အပြင်ပဲစီရေးအရာဘာမှအားမရှိတဲ့ချိန်မှာနိုင်ငံရေးဆွေးနွေးမှုတွေလည်းဘာမှအပြည့်တော့မထွက်ခဲ့ဘူးပေါ့။အခုကျွန်တော်တို့စစ်မြေပြင်မှာဖြည့်ရှင်းဖို့ကြိုးစားရင်းနဲ့အဆုံးသတ်မှာတော့ ။ဘာပဲဖြစ်ဖြစ်နိုင်ငံရေးအရာပြောဆိုကြရမှာပါပဲ။အဲ့ဒီပြောဆိုမှုတွေရဲ့အဆုံးသတ်မှာဘယ်ပုံစံနဲ့သဘောတူညီမှုရမလဲဆိုတာကပဲပိုပြီးတေးကြတဲ့အာမခံကိုပြေးနိုင်မှာလို့ကျွန်တော်နားလည်ပါတယ်လို့ပြောပါတယ်။တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတွေနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကတော့အဓိကမိမိရဲ့ပြည်သူတွေမိမိရဲ့တိုင်းပြည်ရဲ့အကျိုးစီးပွားဘက်ကယက်တီပြီးမှစဉ်းစားမှာပဲ။ပြီးတော့အလုလုလာမယ်ဆိုရင်ရင်းနှီးမြှုပ်နှံမဲ့သူ ကိုယ့်ရဲ့ပါတနာတွေရဲ့အကျိုးစီးပွားများတာမူရရှိအကျိုးစီးပွားပအဝန်ကျင်ဆိုင်ရာအချက်လက်တွေကိုအကုန်လုံးပေါင်းစပ်ပြီးစဉ်းစားမယ်စဉ်းစားပြီးရင်ဒါဖစ်တင်တဲ့မူဝါဒကိုချထားတာပဲပြီးရင်စိုးစိုးကပြောတဲ့မေကွန်ပေါ့တရုတ်တန်တမနဲ့ဆွေးနွေးသလားဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့လည်းတတ်နိုင်သမျှထိုးဖောက်ပြီးမှကိုယ့်လက်လမ်းမီတလောက်မှာဒီအခြေအနေတွေကိုချပြပြီးမှကိုယ့်ရဲ့အကျိုးစီးပွားကို promote လုပ်ဖို့အတွက်အချိန်တိုင်းမှာကျွန်တော်တို့ကြိုးစားနေတာပဲဖြစ်ပါတယ်လို့ပြောပါတယ်ဆက်လက်ပြီးဒီနေရာမှာ စစ်ကောင်စီနဲ့ကျွန်တော်တို့ဘက်ကအာသာချက်အားနည်းချက်ကွာခြားချက်တွေလိုရှိပါတယ်။သူဘက်ကအာသာချက်ကတော့သူက state actor အနေနဲ့ G2G အစိုးရချင်းဆက်ဆံရေးရှိတယ်။ဒါကြောင့်မို့သူလိုက်ဒီ leverage power ဟာကိုတုံးပြီးမှမကြသေးခင်မှာပဲလာရှိုးကြသွားတဲ့အချိန်မှာသူကငိုပြလိုက်တယ်။ဟိုကဖြေရှင်းတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့။ကျွန်တော်တို့ကြတော့ဒါ state actor အဆင့်ကိုမရောက်သေးဘူး။ဘယ်လိုပြောမလဲ။ de facto government တခုလိုမျိုးတော့ဟုတ်တယ်။ ဆိုတော့သူလမ်းကြောင်းနဲ့သူသူနိုင်တဲ့အနေအထားကကျွန်တော်တို့ဝင်ပြီးထိုးဖောက်တာတွေတော့အများကြီးလွတ်ပါတယ်လို့ပြောသွားပါတယ်။အပိုင်းသုံးပိုင်းခွဲထုတ်လွှင့်သွားတဲ့အေယာဝရီရဲ့တွေ့ဆုံမေးမြန်းခန်းကိုချစ်ပြီးတဲ့အခါအေးအေးခေါင်းဆောင်ဘူချုထွန်းမြနိုင်တဲ့ပတ်သက်လို့သူဟာအပြောအဆိုညံ့ညောလိုက်ညင်သားတယ်။စင်းစင်းဆာဆာချင်း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 ပြောတယ်။တစ်ဖက်လူတစ်ဖက်အဖွဲအစည်းမထိခိုက်အောင်လိမ္မာပါနတ်စွာအမှန်ကိုပြောတယ်။ဝမ်းစာပြေဝါတယ်။နိုင်ငံရေးညီမှန်းချက်ပြတ်သားတယ်။ ငါစကားနွားရတဖက်သက်ဆန်ဆန်မပြောဆိုမဝေဖန်ဘူးအကောင်းမြင်စိတ်ရှိတယ်တိုင်းရင်းသားမဟာမိတ်များနဲ့ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံတကာဆက်ဆံရေးပြည်တော်စုအမြင်နိုင်ငံတိဆောက်ရေးအမြင်ရှိတယ်ယခိတလန်းစံဟာရခိုင်အမျိုးသားရေးတခုတည်းအတွက်သားမဟုတ်ဘဝရူဖိနှိတ်ခံပြီးသူအားလုံးနဲ့အတူဖတ်ဆတ်စစ်အာဏာရှင်အောက်ကလွတ်မြောက်ရေးအတွက်ဖြစ်တဲ့ဆိုရက်ခံယူချက်စတာတွေကိုတွေးရှိလိုက်ရတယ်မေခွန်းနဲ့အဖြေများစွာတဲ့ကမှတ်မိနေတာတခုကတော့ မြန်မာစစ်တပ်ပြိုလဲသွားညင်နိုင်ငံကစီစီ ပြိုလဲသွားမလားဆိုတာထက်ဒီစစ်တပ်ရှိနေအခုဘာတွေဖြစ်နေသလဲဆိုတဲ့လက်ရှိအခြေအနေကိုမြင်အောင်ကျွန်တော်ကမိမောင်းထုတ်ပြချင်တယ်အခုဒီစစ်တပ်ရှိနေလို့ဒီနိုင်ငံဘာဖြစ်နေသလဲတိုင်းရင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းသလားဆိုတော့ဗမာလည်းပြည်တွင်းစစ်တိုက်နေရတာပဲဆိုတာပါ